အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တည်းအားလုံးမင်္ဂလာပါ။ Nation League ပြိုင်ပွဲရဲ့ဒါကျွန်တော်တို့ပွဲစဉ်တွေအားလုံးပြီးပြီပေါ့လေ။ပွဲစဉ်တွေအားလုံးပြီးသွားတဲ့အချိန်မှာဒါ Germany ရဲ့ Italy Germany ရဲ့ Italy ရဲ့ပွဲမှာ Germany ကပထမအကြော့နိုင်ပွဲကြောင်းပဲသူတို့ Semi Final ကိုတက်နိုင်ခဲ့တယ်။ဒါ Portugal ကတော့ Denmark ကိုပထမအကြော့မှာရှုံးပေမဲ့ဒုတိယအကြော့မှာတကယ်ကိုကြိတ်နဲ့ကစားခဲ့ရတဲ့အချိန်ပိုထိရောက်သွားပြီးတော့မှာ ချိန်ပေါ်မှာပိုတူဂီကနောက်ထပ်၂ကိုးထပ်သွင်းပြီးသူတို့၅ကိုး၂ကိုးနဲ့ဆီမီဖိုင်နယ်တက်တယ်။ဆိုတော့စပိန်ကလည်းပထမကြိုးနယ်သာလန်မြေမှာနောက်ကျကိုးနဲ့တည်ကြလို့ဒီနေ့ပွဲမှာသူတို့လည်းတည်ကြလို့ချိန်ပေါ်တွေပနတီတီရောက်ပြီးတော့မှလက်ရှိချန်ပီယံစပိန်အသင်းဆီမီဖိုင်နယ်တက်ပြီးတော့ပြည်သစ်ကလည်းပထမကြိုးက၂ကိုးပြတ်ရှုံးတဲ့ခရိရှားကိုအင်ကွဲမှာ၂ကိုးပြတ်နဲ့နိုင်ပြီးပနတီတီရောက်ပြီးတော့ပနတီအဆုံးဖြတ်မှာပဲပြည်သစ်ဆီမီဖိုင်နယ်တက်တယ်။ဆိုတော့ဒါကျွန်တော်တို့ ဂျာမနီနဲ့ပိုတူဂယ်ကပထမဆီမီဖိုင်နယ်ကမ်းမယ်ပြီးတော့မှစပိန်နဲ့ပြင်သစ်ကဒုတိယဆီမီဖိုင်နယ်စပိန်နဲ့ပြင်သစ်ကတော့မနိုင်ပြောရင်တော့ဒီ Nation League ပြိုင်ပွဲမှာဒါဘယ်လိုပြောမလဲဆိုတော့ဒါပြီးခဲ့တဲ့ Euro ဆီမီဖိုင်နယ်မကြေပွဲပြန်ဝင်ရမှာဖြစ်တယ်ဆိုတော့အင်ရှင်ကဘသူလဲဆိုတာကိုကျွန်တော်တို့ကအစောပိုင်းတည်းကဆုံးဖြတ်ထားပြီးသားအဲ့ဒါဘာလဲဆိုတော့အီတလီနဲ့ဂျာမနီအနိုင်ရတဲ့နှစ်သင်းတည်းကတသင်းဟာအင်ရှင်ဖြစ်ကျင်းပဖို့အစောပိုင်းတည်းကရွေးလာတဲ့ချိန်မှာဂျာမနီကအီတလီကိုကျော်ဖြတ်နိုင်တဲ့အတွက် ဂျာမနီဟာနာဂတ်စမန်ရဲ့အသင်ကအိမ်ရှင်ဖြစ်ချင်းပါဝင်ရမယ်ဆိုတော့ဂျင်ပါမဲ့ကွင်းကသူရွေးထားပြီးသားဖြစ်တဲ့အာရီယန်ဇာအရီနာဘိုင်းမြူနီရဲ့ကွင်းနဲ့စတူဂတ်ရဲ့ကွင်းနှစ်ကွင်းရွေးထားတယ်ဆိုတော့ပေါ်တူဂီကတော့ခရစ်စတီယာနိုရီတို့အတွက်နောက်ထပ် international ဆူပလာတစ်ခုရဖို့တာဂတ်ထားပေးမယ်အမှန်တိုင်းပြောရင်ဒါအခု semi final တက်လာတဲ့၄သင်းထဲမှာ Spain တသင်းပဲအသင်းလိုက်အားကောင်းတယ်ပြည်သစ်ဆိုလည်းပြီးခဲ့တဲ့2018 World Cup Champion ဖြစ်တဲ့2021မှာ Nation League ရတယ် ၂၀နှစ်နောက်ပိုင်းဝေကပ်ဘီကေကပြင်သစ်ကတရိပ်ရိပ်နဲ့ကျသွားတာနောက်လျှောက်ကျအခုခရစ်ရှောက်နိုင်တဲ့ပွဲကကစားဖို့အလောက်မကောင်းဘူးသူတို့မှာတူးချင်း individual အပါဖော်မန့်တွေတကိုယ်ရေးစွမ်းဆောင်မှုတွေဥပမာကိုးသွားတဲ့ဒီ Michael Olise ရဲ့ free kick နောက် Mbappe ဆိုရင်2020နှစ် Mbappe နဲ့လုံးဝမတူတော့ဘူးပြင်သစ်ရောက်တဲ့အခါမှာနောက်တစ်ဖက်က Dembele ရောသူ့ရဲ့ form ကိုစတင်ထားတယ်ဒါပေမဲ့ပြင်သစ်ဟာတကယ် on paper မှာတော်တော်လေးတောက်နေပြီတကယ်တမ်းကျတော့ Spain ကို ထိုးတူတူကစားဖို့ခက်တယ်။ဒါစပိန်ဘာက talented player တွေရှိလို့အသင်းလိုက်စူးစိမှုအားပိုကောင်းတယ်။အခုပြင်သစ်ကကျွန်တော်ထင်တာတော့အသင်းလိုက်စူးစိမှုတော်တော်လေးအားနေတယ်။ဒေရှော့ကဒါကိုပြောင်းလဲဖို့လုပ်တယ်။ဒါအခုစပိန်ကတော့အခုကျွန်တော်ဒီ၄သင်းထဲမှာကျွန်တော်အကြိုက်ဆုံးပဲ။ form ရရောသူကြီးဆွမ်းဆောင်ရရရောအသင်းလိုက်ကစားဖို့နဲ့ပွဲကိုထိန်းချုပ်မှုပိုင်းမှာစပိန်တော်တော်လေးကောင်းတယ်။ပြီးတော့အဲ့ချိန်ကျရင်ရူဒီပြန်ပါလောက်ပြီ။ဘာကြောင့်ပြန်ပါနိုင်လဲဆိုတော့ဒါ ဂျွန်လာမှာကံပါဗျာဂျွန်မှာကံပါဖြစ်တယ်ယာတီနောက်ဆုံးပိတ်မှာရိုဒရီဂါမန်စီးတီးအတွက်ပြန်ကစားနိုင်မယ်ဆိုရင်စပိန်ရဲ့ nation league semifinal ပွဲလဲသူပြန်ပါမှာအဲ့ချိန်တိုင်းစပိန်ကပူတော်တောက်လာအောင်လို့ဟိုဘက်ကဂျာမနီနဲ့ပေါ်တူဂီမှာပေါ်တူဂီလည်းပြင်သစ်နီးပါပဲအွန်ပေပါမှာတော့ရှယ်ပဲအွန်ပေပါမှာတော့လုံးဝရှယ်ပဲ ဒါပေမဲ့ပြည်ထနာကပေါ်တူဂီကတူးကောင်းနေတယ်ကစားဒက်မတ်ကိုကစားသွဲပွဲဆိုရင်ဒါအချိန်ပိုတွေပါရောက်သွားပြီပဲချိန်ပိုတွေပါရောက်သွားပြီအဲ့ဒါသူတို့မှာစကွတ်တက်တောက်လို့အရန်လူအင်အားအရန်တောက်ပြီးစကွတ်တက်အင်အားကောင်းလို့ပေါ်တူဂီနိုင်သွားတာအမှန်တမ်းပြောရင်ပေါ်တူဂီကလည်းချီရပုံမှန်ချီပဲသူတို့ရဲ့အတင်းရပြည်ထနာကရော်ဘတ်တိုမာတီနစ်စီရလို့ပေါ့အရင်ကြီးပြအဆက်ဆက်မှာလည်းပေါ်တူဂီဟာတူးကောင်းနေကြီးပဲတူးကောင်းနေပဲဥပမာရာဖေးလေယောဆိုရင်ပေါ်တူဂီရောက်ရင် ဘယ်လိုပြောမလဲနောက်ဆုံးပြဘလုံးမကန်တဲ့ speed လိုခေါင်းမျိုးလိုပုံစံမျိုးပဲအဲ့လိုပုံစံမျိုးပေါ်တူဂီလေဝေးစေရအောင်သူကဘာမှသုံးစမ်းကြမယ်သူထက်ဆိုင်တခြားကစားသမားတွေတော့ပြောင်းနေထဲ့တယ်ဒါအမှန်တမ်းပြောရင်ဒတ်တူအဲ့ဘက်ခြံမှာထဲတာတို့ဂျိုတာကိုအဲ့ဘက်အစွန်ကိုထုတ်တာတို့ဒါပိုတူဂီကလည်းဒါအခုလောလောဆယ်မှာခရစ်စတီယာနိုနဲ့တို့ကိုသွင်းသွားတယ်ဒီ nation league ပြိုင်ပွဲမှာရော်နယ်ဒိုကအများဆုံးပဲ6ကိုသွင်းထားတယ် ဒါသူအများဆုံးတွဲထားတယ်ဒါ nationally မှာဆိုခရစ်ယာန်ရိုနယ်ဒိုကအခုဘယ်လောက်ထိတွဲထားလဲဆိုဒီ nationally ပြိုင်ပွဲမှာသူအများဆုံးတွဲထားပြီးတော့ဒါခရစ်ယာန်ရဲ့ပွဲမှာလည်းတွဲနေ Scotland ရဲ့ပွဲမှာလည်းတွဲနေ Poland ရဲ့ပွဲမှာနှစ်ကြော့လုံးတွဲနေအဲ Poland ရဲ့ပွဲမှာနှစ်ကြော့လုံးတွဲပြီးတော့ Denmark ရဲ့ပွဲပထမအကြော့မတွဲမိပေမဲ့အခုဒီဒုတိယအကြော့မှာခုမှရှမိုက်ကရဲ့ bounce ကနေသူတွဲသွားတယ်ဒါကဒါသူ့အတွက်ဒါ နိုင်ငံတကာနဲ့ကလပ်လေးစင်နဲ့ကလပ်နဲ့နိုင်ငံတို့က929ခုကိုသင်းတို့ထောင်ပြေးဖို့ဒါ62ခုပဲလို့တော့တယ်ဒါပေါ်တူဂီကဒါပေမဲ့အမနိုင်ပြောရင်ပေါ်တူဂီဟာဂျာမနီကိုမရှင်းနိုင်ဘူးဂျာမနီကအမနိုင်ပြောနာဂက်စမန်ရဲ့အသင်ကအီတလီနဲ့ကစားတဲ့တည်းကဘယ်သူတွေမှမသိဘူးခါစရတော့ solid ဖြစ်တယ်မော်ယာမပါဘူးထက်စီကမပါဘူးအရန်ကုန်မှဖြစ်တယ်အဲ့ချိန်ကျရင်ကုန်မှတွေပြန်လာတော့ဒီသူတွေမော်ယာရောထက်စီကရောပြန်လာမယ်အဲ့ချိန်မှာဒီချိန်ထဲမှာ ဟိုသဆေးကမော်လီအဲ့တချိန်ထဲမှာဆန်တပတ်တွေလည်းတော်တော် strong ဖြစ်တယ်။အဲ့မှာကွင်းလေကိုတော့အဓိကကစားမတွေပြန်လာတဲ့အချိန်တိုင်းဂျာမနီပူကောင်းလာဖို့ရှိတယ်။ပြီးတော့ကမ်းမာကအော်ရီယန်ဇာအရီနာမှာကမ်းမာ MRI ပြောပိုတူဂီကအမတန်ခတ်တယ်။လက်ရှိအခြေအနေရပိုတူဂီရဲ့လက်ရှိအနေအထားရမာကျော့ချစ်လက်တဲ့အသင်းတွေကိုအနိုင်ရဖို့ခတ်တယ်။သူတို့မှာ quality player တွေရှိပါရဲ့နဲ့ဘာကြောင့်ဒီလောက်ခက်လဲမသိဘူးဒါ damage လို့အသိမျိုးတော့တော်တော်ကိုကြိတ်နေခစားပြီးတော်တော်ခက်ခဲ့သူတို့ chance တွေရရတယ်ပေါ့ဒီအဲမှာပြဿနာ ကစားတာကောင်းတယ်ကစားလို့ chance ကြီး create လုပ်တယ်သူကိုသွင်းခွင့်နေရတယ်ပိုတူဂီမှာကျွန်တော်သဘောကျတဲ့ကစားမားကလူနူမန်တက်စ်ရန်ကောင်းတယ်အမြင်နဲ့ကောင်းတယ်နောက်ကွင်းလေကဖတင်းညာဒေါ်ရီကောင်းတယ်ဘရူနိုဖနန်တက်စ်ကောင်းတယ်ခရစ်စတီယာနိုနယ်ဒိုကတော့သူ့ရဲ့ chance ကိုစောင့်နေ chance ရရင်သူအသုံးချတယ်ဒါပေမဲ့တောင်းမှာလှုပ်အားကောင်းတဲ့ဒါဘယ်လိုပြောမလဲ winger စီလိုအပ်တာ i ဘယ်မှာအားနေဆိုတော့ဒါ nationally ပွဲစဉ်တွေရဲ့ဒါအားလုံးပြီးသွားတဲ့ quarter final ပွဲမှာ Ronaldo က6ဂိုးနဲ့ဂိုးများဆုံးတွင်ထားတယ်။နောက်ဂျာမန်ရဲ့အခုလက်ရှိတိုက်စစ်မှုပေါ့လေဒီတိုက်စစ်မှုကတော့အခုလောလောဆယ်နေထားရတော့ဒါ Mochen Gladbach ရဲ့တိုက်စစ်မှုဒီကစားမကတော့ဒါ Tim Countess ဆိုတဲ့ကျွန်တော်နာမည်သိမထွက်ဘူး။အဲ့ကစားမက၄ဂိုးသွင်းပြီးတော့ဒါလက်ရှိမှာ Cristiano Ronaldo ကိုအဓိက pressure ပေးနိုင်သူဖြစ်ပြီးတော့ ပေါ်တူဂယ်နဲ့ဂျာမနီကအဝင်းစားအရီနာမှာဂျွန်လ၄ရက်နေ့မှာကံပြီးတော့စပိန်နဲ့ပြင်သစ်ကစထူကတ်ကွင်းမှာဂျွန်၅ရက်မှာကံမယ်တတိယနေရာလူပွဲကဂျွန်လ၈ရက်နေ့မှာစထူကတ်ကွင်းမှာကံပြီးတော့ဖိုင်နယ်ကတော့ sorry ဂျွန်လ final ကဂျွန်လ၈ရက်နေ့မှာပဲဒါအဝင်းစားအရီနာဘိုင်မြူနစ်ကွင်းမှာကံမယ်ဆိုတော့ Champion Hall တဲ့ကအခုတက်လာတဲ့တဲမှာဒါဂျာမနီက Champion မဖြစ်ဘူးပေါ်တူဂီကပထမ Edition မှာ Champion ဖြစ်တယ်စပိန်ကတတိယ Edition ပြင်သစ်ကဒုတိယ Edition ဆိုတော့ ဂျာမနီကချန်ပီယံအသစ်ဖြစ်မလားချန်ပီယံဟောင်းတွေကပဲရသွားမလားခရစ်စတီယာနိုရီတို့ရဲ့နောက်ထပ်ဆူပလာတစ်ခုရနိုင်မလားဒါအင်ရှင်ဂျာမနီနဲ့နာဂတ်စမန်ကိုကျော်ဖြတ်နိုင်မလားဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မချက်ပြစ်ချပါအောင်ကြီးကျပါလေ